ိုဟင်ဂျာတွေအရေးကိုလှောင်ရှားနေတဲ့သူတွေရည်ရွယ်ချက်ဆိုတာကနေရပြန်ရေးတစ်ခုတည်းလည်းမဟုတ်ဘူး။တိုင်းရင်သားဆိုတဲ့နိုင်ငံသားအဖြစ်ခံယူခွင့်ရရှိရေးပို့ပြီးတော့အရေးကြီးနေတယ်လို့ဖြစ်နေတယ်။နိုင်ငံသားအဖြစ်ခံယူပြီးတော့ငင်းငိမ့်ချက်ချင်းအတူရှင်တွဲနေထိုင်မလားဆိုတော့လည်းမဟုတ်ပြန်ဘူး။ဘာလို့ရည်ရွယ်လာမလဲဆိုရင်ရခိုင်ပြည်ပိုင်းမှာပေါ့။အာမွတ်စလင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ဘာလို့မျိုးရည်ရွယ်တဲ့အခြေအနေရှိတယ်။ Islamic Autonomous Region တို့ Muslim Administrative Zone တို့ အဲ့ဒါရည်ရွယ်နေတာလေအဲ့ဒါအရှိချင်းလေးတိဖို့လို့တဲ့အဲ့ဒါကိုလိုချင်နေတာနိုင်ငံသားကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဖြစ်ခွင့်ရရေးတခါတောင်းဆိုပါတယ်အေရိုးရအစိုးရထိပ်သီးအစင်းမှာသူတို့တွေပေါခွင့်ရရေးဆိုပဲကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာတခုဖြစ်ဖို့သူတို့တောင်းဆိုတာသူတို့ပါအရေးကြီးဆုံးကဘာတွေလိုလဲဆိုတာရှိသေးတယ်ကိုပိုင်အုပ်ချုပ်ခွင့်ရကလည်းဒီတိုင်းပေးလို့မရဘူးအေအေတို့ဘာတွေရှိတယ်ဥမာလူဦးရေအသိတဲ့နော်ပြီးတော့ကိုစားပြုတဲ့ လူမျိုးတစ်မျိုးပုံစံကိုဖြစ်ကုန်ပြရမှာတမိုင်းမှာပါအဒီတော့သူတို့က row ဆိုတဲ့လူမျိုးကိုမရဘက်ကဖန်တီးပြီးတော့ရအောင်ယူနေတယ်အဲ့ဒီ row hanger ဆိုတာလဲရခိုင်ရဲ့လူမျိုးခေါ်တာလို့ပြတော့ပြောပြီးရခိုင်တမိုင်းကိုယူချင်အောင်ဆောင်ပြီးတော့လက်တော့ပြီးတော့ဖန်တီးနေတယ်သူတို့ဟာငါတို့ဒီနယ်မြေမှာရှိတဲ့တိုင်းရင်းသားတွေဖြစ်တဲ့စစ်ဖြစ်လို့နော်အနိုင်ကျင်းလို့အကြမ်းဖက်လို့စင်္ဂလာတွေကိုပြေးလာရပါတယ်ငါတို့ဟာနေရပြန်ဖို့မဟုတ်ဘူးငါတို့ဟာဒီနိုင်ငံမှာတိုင်းရင်းသားဖြစ်တဲ့ဆိုတော့ကိုသူများကိုသိစေချင်နေတာအခုမှ fatherland ဖြစ်တာပါ အင်ဒီဂျီနီယာအာရခန်ဌာနေတိုင်းရသားရခိုင်တွေနောက်တစ်ခုကမာတာလန်ကျွန်တော်တို့ရဲ့အမိမြေအဲ့ဒီစကားတွေကိုဘင်္ဂါလီစစ်တကောင်းတစ်သားလူတွေယူသုံးနေတယ်အဲ့ဒီရဲ့နောက်ကွယ်မှာဇလန်ကသူတို့ဟာတေချာပပြောချင်တာကသူတို့ဟာခိုးဝင်ဘင်္ဂါလီဆိုတော့မဟုတ်ဘူးငါတို့ဟာနော်ဒီမှာရှိခဲ့ပြီးသားလူမျိုးဖြစ်တဲ့ဆိုတော့ဘင်္ဂါလီပုံစံမျိုးနဲ့ကွဲပြားတဲ့အရင်ကျေးမှုရှိတယ်ကွဲပြားတဲ့လူမျိုးဖြစ်တဲ့ဆိုတော့ပုတ်ဖို့နေတာတမီးဘာဝော့တယ်ဥထောက်ခင်တို့ခေါင်းပေါင်းတွေပစိုးတွေ တိုင်းရင်းသားဖြစ်ရေးဆိုတာကတိုင်းရင်းသားဖြစ်ပြီဆိုရင်ဒီတက်ပို့ပြီးတော့အလိုလိုနေရပိုက်ခွင့်ရှိတယ်ဥပမာရခိုင်မြောက်ပိုင်းမှာမွတ်စလင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသထူထောင်ဖို့ဆိုတဲ့စန္ဒအတွက်ကြိုတင်ခင်းတဲ့ခြေလှမ်းတစ်ခုအဲ့ဒါပြောချင်တာအဂျန်ဒါတာတအားတိတလာပြီနောက်တစ်ခုကကိုပိုင်အုပ်ချုပ်ခွင့်ရဆိုတာကတမိုင်းမှာအထောက်တားခတ်ခိုင်မှမှရှိဖို့လိုတယ်ရိုဟင်ဂျာဆိုတာကရိုဟင်ဂါရခိုင်ကိုပြောတာပြီးတော့အဲ့ဒီမှာရှိခဲ့တဲ့ရိုတမိုင်းဆိုတဲ့ဥစ္စာကိုလူမျိုးအတင်းမရောက်ကဖန်တီးပြီးတော့ရခိုင်တမိုင်းကို ပေါင်းမြောင်ပုံစံမျိုးသူတို့တမိုင်းလိုပုတ်သွင်းတယ်စစ်တကောင်ဖက်ရလူတွေတက်ပြည့်မတူဘူးပေါ့ဗျာဘင်္ဂါလီနဲ့ငါတို့ဒါမတူဘူးနှစ်ခုရှိတယ်ဆိုမျိုးပေါ့နောက်တစ်ဆင့်ကအဲ့ဒီဘင်္ဂါလီနဲ့မတူဘူးဆိုတာကိုတက်တိတ်ပြဖို့သူတို့ဟာနော်ဒေါင်းရောက်ဆောင်တဲ့ကြီးကန်းလိုမျိုးပေါ့ဗျာရခိုင်ချိတ်တွေဝော့ရခိုင်ခေါင်းပေါင်းတွေပေါင်းဓာတ်ပုတ်တွေရိုက်ငါတို့ဟာထာနေတိုင်းရင်သာဥတ္တခင်လိုမျိုးဒါကကဘာအမြင့်မှာဘယ်လိုထင်သွားလဲဆိုရင်သူတို့ဟာဘင်္ဂါလီနဲ့ကွဲပြားတယ်လို့ထင်ရအောင်ထင်မှဖြစ်စေတယ်ရခိုင်ရဲ့ကျေးမှုကိုသူတို့ပိုင်တဲ့ပုံစံလိုလို့ တမင်တကာထင်ရောက်ထင်မှဖြစ်အောင်ပုံဖော်ထားတဲ့ information war တစ်ခုပဲအဲ့ဒီလိုမျိုးဟာပုံဖော်ဖို့ကလည်းအချိန်နဲ့အချိန်ခါကောင်းတဲ့အခွင့်ရရှိဖို့လိုတယ်ဘလိုင်းပုံဖော်ရင်ဆောက်ယူဖြစ်မှာကိုဒါပေမဲ့မြန်မာနိုင်ငံအရေးအခုချိန်မှာပြောက်တော့ဖျူဖျက်ဖြစ်နေတော့သူတို့အခွင့်ကောင်းပဲ UNG ဘာဖြစ်လို့အဲ့မှာဝင်ပြီးတော့ပါနေလဲဆိုတော့က role identity ကိုဖော်ဖို့ပြင်ဖို့အရေးနော် UNG ရဲ့ အလုံးရွေးကောက်ခံကိုယ်စားလှယ်ဆိုတဲ့ဟာကိုအဲ့ဒါကိုအပေါက်ချပြီးနော် UNG ကောင်းကျိုးပါညုံကြည့်တော့မဟုတ်ဘူးရိုးဆိုတဲ့ identity ကိုနိုင်ငံရေးရတရားဝင်ဖြစ်အောင်လုပ်နေတာအဲ့ဒါကို UNG ကတော့ပူပေါင်းပြီးတော့အာဘာလဲရိုဟင်ဂျာနေရပြန်ရေးလို့ရိုဟင်ဂျာလူခွင့်ရေးတို့ဘာလို့လဲသွားရှုပ်လိုက်ပြီးတော့မလေးရှုပ်မလေးတစ်ဖက်သွားလုပ်လိုက်တော့ပြဿနာကြီးတက်နေတာခုချိန်ဒီပေါင်းနေလို့ပဲဒီပုံမှန်ကြည့်ပါလားတစ်ဖက်မှာနော် မြေပြင်မှာကျွန်တော်ပြောခဲ့ပြီးပြီအဲ့ဒါကိုမြေပြင်မှာအာဆာအာဆိုတို့တို့မွေးထားတယ်တို့လက်နက်ကင်တွေကစစ်တပ်နဲ့ထောက်ပံ့ပြီးစစ်တပ်နဲ့ပေါင်းတယ်နော်မုသလင်လက်နက်ကင်အကြမ်းဖက်လူမျိုးလုပ်ပြီးတော့ရခိုင်မြောက်ပိုင်းမှာဒီဖက်တိုနမီထိတ်ချုပ်ဖို့ကြိုးစားတဲ့ပုံစံမျိုးဖန်တီးတယ်တစ်ဖက်ကဒီဂျူရီပုံစံမျိုးဖန်တီးတယ်အဲ့ဒီလမ်းကြောင်းတစ်ခုလောက်ရဲ့ပန်းတရာတစ်ခုတည်းနော်ကိုပန်အုပ်ချုပ်ခွင့်ရအစ္စလာမစ်စုတစ်ခုဖန်တီးဖို့ဂျူရီဒီကတော့ငယ်ကြီးကပေါ့ချခံလိုက်ရတယ်နော်အဲ့ဒီအတော့ ခက်တက်ကစေရေးအရာအပေးယူလှုပ်ထားတဲ့အခြေအနေမျိုးရှိတယ်ဥပမာပေါ့စက်ကောက်စီနဲ့ပေါင်းပြီးတော့လက်နက်ခရမ်းတွေအာပံ့ပိုးပေးတာတို့စက်တက်ထဲမှာပါဝင်ဖက်နော်စစ်မှုထမ်းတော့တော့မပဲသူတို့အတင်းပေါခိုင်းပြီးတော့တင်နှက်စင်းတဲ့ရုပ်ပုတ်တွေဘာတွေဓာတ်ပုတ်တွေဗီဒီယိုတွေထွက်လာတာမျိုးအဲ့ဒါကအာဂျန်တာကိုနလန်းသွားဘသူပဲဖြစ်ဖြစ်သူတို့ဟာတိတ်တဆိတ်ငါတို့အမြင့်တွက်နေအောင်ဖန်တီးထားတာတအားခိုင်းမှာစက်တက်ဖက်ရှိမလား UNG ပြုတ်သွားလဲအရေးမကြီးဘူးစက်တက်ရှိတယ် စစ်တပ်ဖြစ်သွားတဲ့ UNG ရှိတယ်လို့လို့ UNG ရနဲ့ပေါင်းပြီးတော့လုပ်ထားတယ် UNG မှာကအဲ့ဒါကြောင့်မို့ရခိုင်နဲ့ပတ်သက်ရင်ဘာအတန်မောက်ကိုမထွက်လာဘယ်တစ်ခါအတန်ထွက်ဘူးလို့လဲဒီတော့ကျွန်တော်ပြောချင်တာကအဲ့ဒီလိုမျိုးတမိုင်းလိန်ပြီးတော့နာမည်လူတဲ့အကြမ်းဖက်တဲ့အန်ဒီရဲကိုရခိုင်အဖွဲ့အစည်းတစ်ခုတည်းရဲ့တော်ဝင်ဖြစ်တဲ့ဆိုပြီးတော့ကျွန်တော်တို့ကပြစ်ပတ်ထားမှလားအဲ့ဒါကိုမေးချင်တာဘယ်သူမှဘာမှအဝင်မပြောဘူးအခုကျွန်တော်ကြည့်တာဘာဖြစ်လို့လဲ UNG အောက်ကမို့လို့လား ကျွန်တော်နားမကျွန်တော်နားလည်တယ်လို့သူတို့နားမလဲစရာအကြောင်းမရှိဘူး channel လူတွေနားလည်ပြီးသားဘာဖြစ်လို့ YouTube ချင်းအောင်နေကြတာလဲအေအေတို့အတိမတ်ပြုမှုနောက်ကွယ်မှာကြီးမားတဲ့အဟန့်တာဘာလဲအဲ့ဒါပဲထပ်ပြီးတော့မိကုန်ထုတ်တော့ကအဲ့ဒီလိုမျိုးအခြေအနေကိုတမိုင်းရလဲလိမ့်နေ identity ကိုလည်းခိုးယူတယ်နော်ခံပေါင်းတွေပါတွေပါအဲ့တော့နယ်မြေမှာလည်းအချမ်းဖက်လက်နဲ့ကင်ပြီးတော့စစ်တပ်နဲ့ညှိတယ်လို့လို့ပေါင်းထားတယ်လို့နဲ့နော်လှုပ်ထားတယ်အဲ့တော့ပပလက်အန်ဒီရဲ့ကြုံနေရတဲ့အခြေအနေရခိုင်တစ်ဖက်တဲ့အဖြစ်ရခိုင်တစ်ဖက်တဲ့တာဝန်အဖြစ် ပြင်ပထားတာလားတမင်လောက်ထားတာလားတမိုင်းမှာနာကြီးမှုတွေရခိုင်နဲ့မြမရခိုင်နဲ့တခြားတိုင်းသားကြားမှာနာကြီးမှုတွေပို့ပြီးတော့ဖြစ်လာဖို့ပဲရှိတယ်ဒီလူသားချင်းလူခွင့်ရေးဆိုတာကအမှန်တရားပါပဲလက်ခံပါတယ် ICC ICJ မှာ ICJ ဆိုတာနိုင်ငံဖြတ်ကျော် ICJ မှာတရားစွဲတဲ့လူသားချင်းပြီးတော့ကျွန်တော်တို့အရှိပါကစ္စတန်လို့ခေါ်တဲ့ဘင်္ဂလားဒေ့ကအဲ အဲ့ဒီနယ်မှာရှိတဲ့လူတွေဟာအဲ့ဒီကောင်တွေကိုပြန်ခွဲပေးလိုက်တဲ့ရခိုင်မှာနေရာတစ်ခုပေးလိုက်ပြီဆိုရင်အဲ့ဒီနေရာဥပမာပေါ်မွတ်စလင်ကိုပါအော်ချွန်ရဒေတာပေးလိုက်ပါပြီတဲ့အဲ့ဒီနေရာကိုဘင်္ဂလားဒေ့နဲ့ပေါင်းပြီးရင်တစ်ခါထပ်တောင်းပြီးရင်ထပ်ပေါင်းတစ်ခါလာရင်တနည်းဆိုပဲသုံးဆလောက်မွေးတဲ့လူဦးရေနဲ့ဆိုရင်မြန်မာနိုင်ငံ၄ငါးနှစ်အကြာမပါဖြစ်မလားရခိုင်တစ်ဖွဲ့တည်းဘယ်လိုနည်းနဲ့ခံလို့မရဘူးအဲ့ဒါကိုတေချာပေါက်အမြန်ဆုံးနည်းနဲ့ဝူးဆိုပြီးတော့ဆွဲဆောင်းသွားလိုက်မယ် ျွန်တော်ပြောတဲ့ 4B 4B ဆိုတာကမူဂျာဟီဒင်တွေကိုမွတ်စလင်တွေနဲ့ဖွဲ့ထုတ်ပြီးတော့ 4B ဗြိတိရှားကိုလိုနီခေတ်က1940မှာ 4B ကဆိုပြီးတော့အဲ့ဒီမေရိုကောင်တွေငါတို့နဲ့လာပြီးတော့ဗြိတိရှားတပ်ထဲမှာပါဝင်ထမ်းပြီးတော့တင်တန်းအစစ်သားဗြိတိရှားတပ်သားဖြစ်တော့ထမ်းဆောင်တယ်အဲ့လိုမျိုးအခြေအနေတွေရှုပ်ထွေးအောင်လုပ်ပြီးတော့နောက်အာ SO ပေါ်လာတယ် SO ပေါ်လာတော့ဘယ်လိုဖြစ်လဲဆိုရင်ဦးနူးတော်ကတစ်ခါခြေမုတ်တယ်ပေါ့ဗျာအဲ့လိုမျိုးနဲ့ ဲ့တော့ရှုပ်ထွေးတဲ့ဥစ္စာကလက်နက်ကမတိမငိမ်ဘူးကအခုမှဖြစ်လာမှာမဟုတ်ကြော်အလာပြီအဲ့ဒီအချင်းကြီးရဲ့စံသားကိုမြင်အောင်ကြည့်ပါဘာသာရေးလည်းမဟုတ်ဘူးလူမျိုးရေးလည်းမဟုတ်ဘူးနော်နယ်မြေကျူးကျော်ရေးအမတို့လောက်တဲ့ပြဿနာကြောင့်အနာဂတ်မှာဘယ်လိုနည်းနဲ့မှနော်စီလုံးကြီးညိုရေးတို့နော်ဘာလဲဆက်အနာရှိတော်လာရေးတို့နော်အားလုံးစုပေါင်းပြီးနေပြီးတော့တိုက်မယ်တို့ဘာလို့ညာတို့ဖြစ်လာဖို့မရှိဘူးအဲ့ဒီပြဿနာကအကြီးကြီးပြီးတော့ ဖြည့်ရှင်းဖို့ရုပ်ထွက်ဖို့လည်းသူတို့မလွယ်ဘူးဘာလို့ဆိုရင်အကုတ်ပြဿနာတက်မှာအဲ့မှာရှိတဲ့ဥကြောင့်မိုးတုံးတို့ဘာလို့ထိုက်ခုတ်တာမှလှုပ်သွားနိုင်တယ်သူတို့လှုပ်လို့ဟိုကောင်တွေလှုပ်ရင်အဲ့တော့ခင်ဗျားတို့ဟာခင်ဗျားတို့အသွင်းမှောက်ဖို့ပဲအနာကြီးတစ်ခုကိုရရတက်တက်ခုတ်ဖြတ်ရဲဖို့လိုနေတယ် UNG မဟုတ်ရင်တော့ခင်ဗျားတို့သွားလိုက်ပြီအဲ့ဒီပတ်သက်မှုကိုခင်ဗျားတို့ရရတက်တက်ခွာချမရဲဘူးလေမရဲသေးရတော့ခင်ဗျားတို့ရှေ့ဆက်ဘယ်လိုသွားလှုပ်တော့မှလဲကျွန်တော်ပြတ်ပြတ်မယ်ဗျာရခိုင်တွေ UNG ကို အဲ့ဒီရိုဟင်ဂျာအရေးလှောက်ရှားသူတွေနဲ့ပေါင်းနေတယ်လို့မြင်လားမမြင်ဘူးလားကျိုးကိုက်နေတယ်လို့တော့တချို့ကထင်ပြီးသား IUG ကိုကျွန်တော်ကျိုးကိုက်တယ်လားဒီမပြောပါဘူးပေါင်းနေတယ်လို့တော့တေချာဘောက်နားလဲတယ်တေချာဘောက်ကိုတိတယ်ဘုကျွန်တော်မျက်နှာသွားမိတော့ပဲပြောမလဲအဲ့လားဒီတော့စကားကမတော့ဘူးဒါပေမဲ့လူတိုင်းဒီဘောက်တိရရခိုင်တယ် IUG မှာထုတ်ပြန်ထားတယ် အာရိုဟင်ဂျာတွေရဲ့မူဝါဒကို UNG ကအစိုးရတရားလိုထောက်ပြန်ထားတယ်ကျွန်တော်မှတက်သိရှိတယ်အဲ့ဒါလည်းကျွန်တော်တက်သိနေတကွာတင်ပြခဲ့ပြီးသားစာထောက်ပြန်ထားတယ်နောက် ICJ မှာတော်ဆန်းစုကြည်ရှောက်ထားခဲ့တဲ့အုပ်ဆောင်ကိုလည်းပြန်ရုပ်သိမ်းလိုက်တယ်အဲ့တော့ဘာဖြစ်လဲနိုင်ငံချင်းတရားစွဲလို့ရတာပေါ့ ICJ ကနေပြီးတော့အရေးယူတာမျိုးတော့တပိုင်းနိုင်ငံချင်းတရားစွဲတဲ့အရေးယူတာခွင့်တာတကယ်ရသွားပြီဆိုရင် A တို့လည်းပြဿနာတက်ပြီဘာလဲဆိုအရေးယူရဆိုရင်ကျွန်တော်ပြောခဲ့တဲ့လုံဆောင်ချက်နှစ်ခုပဲရှိတယ်ဘာအပြစ်ပေးမလဲ ဆန်ရှင်ပိတ်ဆို့မယ်နော်တည်တံ့ထားမယ်ပြီးရင်ဆန်ရှင်ပိတ်ဆို့တာကကြီးကြီးမားမားနော်နိုင်ငံအဆင့်ကို ICJ မှာသာအောင်ဝါပြီဆိုရင်နောက်တစ်ခုကအဲ့ဒီအာလူမျိုးတို့တပ်ဖြတ်ခံရတဲ့ဆိုတဲ့ဂမ်ဘီယာဆွဲတဲ့ဥစ္စာအတွက်အဲ့ဒီလူမျိုးတွေကိုတနည်းရရမှာနေခွင့်ပေးလိုက်မယ်ဆိုရင်ဘာဖြစ်မလဲဒါပြီးပြီလေပြီးသွားပြီသူတို့လုချင်တဲ့ဇာတ်လမ်းဖြစ်သွားပြီအဲ့တော့နေခွင့်ပေးလိုက်တာနဲ့ဟိုဘင်္ဂလားဒေ့နဲ့ပူးပေါင်းပြီးတော့ အရှေ့ပါကစ္စတန်ပေါ့ဘင်္ဂလားဒေ့ရှ်နဲ့ပူးပေါင်းပြီးတော့အင်အားချဲ့မယ်မျိုးပါ၃မှအပေါက်ကြီးဒီလောက်ဆိုတော့သဘောပေါက်ပါ